တရက်ခါလေးကျွန်မ comment တစ်ခုတွေ့လိုက်တယ်ပေါ့နော်အရက်နဲ့ပတ်သက်တဲ့ video မှာတော့ဘာပြောထားလဲဆိုတဲ့အခါကျ तू ရက်တောက်ပြီးလို့ရှိရင်အနီကွက်ကွက်တွေထလာတယ်ရားလာတယ်နှလုံးခုန်လုံးနေမြန်လာတယ်ဆိုပြတဲ့အခါကျွန်မရေးထားတဲ့ comment တစ်ခုကျွန်မတွေ့လိုက်တယ်ပေါ့အဲ့တော့အဲ့တော့ကျွန်မစဉ်းစားမိလိုက်တာပါလဲဆိုတော့ um ရှားတော့ရှားတယ်ပေါ့နော်အကိုဟောမှာလဲ allergy ဆိုတာဖြစ်တော့ဖြစ်တတ်တယ်ဒါပေမဲ့လေဤတနောနဲ့ပတ်သက်ပြီးတော့မှာပေါ့နော်ဒီဒီအရက်နဲ့ပတ်သက်ပြီးတော့မှာအရက်ကို allergy acid ဆိုတာကအရန်အရန်အရန်ရှားလွန်းတယ်မဖြစ်ဘူးတော့မဟုတ်ဘူးဖြစ်တော့ဖြစ်တတ်တယ်ဒါပေမဲ့တတော်ကိုရှားတယ်ပေါ့အဲ့တော့ကျမတို့ဟိုနေ Asian rash လို့ခေါ်တယ်ပေါ့အရက်တောက်ပြီးတဲ့အချိန်ကျလို့ရှင်မျက်နှာကြီးနီအန်ပြီးတော့မှာဟိုမျက်နှာကြီးထူထူကြီးဖြစ်လာတာမျိုးအထူးသဖြင့်ကတော့ Chinese တွေပေါ့နော်တရုတ်တွေမှာပို့ပြီးတဲ့အခါကျမှဖြစ်တယ်ပေါ့ဒါနဲ့တော့မတူဘူးเนาะလက္ခဏာတွေကတော့မတူဘူးအဲ့တော့ဒီနေ့ မှာကျွန်မပြောပြချင်တာကဒီအရက်မှာကဟိုတကယ် allergy အစ်စ်တော့မဟုတ်ဘူးအရက်တောက်နေတဲ့မှာဒီအရက်ကိုကျွန်တော်ခြေဖြတ်တဲ့နေရာမှာထွက်လာတဲ့ chemical တွေကြောင့်မလို့လေကျွန်တော်အရက်နဲ့မတည့်တယ်ဆိုတဲ့လက္ခဏာမျိုးတွေဖြစ်လာတတ်တယ်ပေါ့နော် အဲ့ရက်ကိုခြေဖြတ်တဲ့ခါကြလို့ရှိရင်ကျမတို့ ethanol ကနေပြီးတော့မှ acetyl dehyde ဆိုတဲ့ chemical တစ်ခုထွက်လာတယ်ခန္ဓာကိုယ်ထဲမှာအဲတချို့သောလူတွေကကြတိရဲ့ chemical က react လုပ်တယ်ပေါ့နော်တုံ့ပြန်တယ်ပေါ့ဘလို့တွေတုံ့ပြန်လဲဆိုတဲ့ခါကြတော့ကျမတို့ histamine ဆိုတဲ့ allergy မှာထွက်လာတဲ့ chemical လေးအများကြီးထွက်လာတယ်အဲ့ဒီနေရာမှာဖြစ်လဲဆိုလို့ရှိရင်ခုနကမတည့်ဘူးဆိုတဲ့လက္ခဏာတွေစပြတာပေါ့နော် ဘလိုလက္ခဏာတွေပြလဲဆိုလို့ရှိရင်အရေပြားမှဆိုလို့ရှိရင်ကြာအနီကွက်ကွက်တွေထလာတာမျိုးတွေတပြင်းလုံးကြီးညဲလာတာမျိုးအရန်ရားလာတာမျိုးပေါ့နော်ပြီးတချို့ကြာမျက်နှာကြီးဆိုရှင်ဖောင်းပြီးရောင်လာတာမျိုးတွေလည်းဖြစ်တတ်တယ်ပြီးတော့ဒီဒီအသက်ရှူလမ်းကြောင်းဆိုင်ရာမှာဆိုလို့ရှိရင်ကြာတပြင်းပြင်းနဲ့အသက်ရှူကျက်လာတာမျိုးပေါ့နော်ဟိုကျမတို့အက်စမာလို့ခေါ်တယ်ပန်းနိုင်ရင်ကျမဖြစ်တယ်လို့မျိုးအသက်ရှူကျက်လာတယ်လို့မျိုးတွေလည်းဖြစ်လာတတ်တယ်နောက်တစ်ခုကကြာတော့ပြိုရာအန်နာပြီးတော့ဟို အရက်နဲ့မဆိုင်မဲနဲ့ခေါင်းနဲ့မူးလာတာပေါ့တောက်လိုက်တာနည်းနည်းပြီးတော်တော်ယူမူးလာတာမျိုးပေါ့နော်ဒါလိုမျိုးတွေဖြစ်လာတတ်တယ်အဲ့တော့ဒီလက္ခဏာတွေကပဲချိန်နေမှာဖြစ်လဲဆိုလို့ရှိရင်အရက်တောက်ပြီးတော့မှမိနစ်ပိုင်းအတွင်းဒါမှမဟုတ်ရှင်တချို့လူတွေမှာကြာနိုင်ပိုင်းအတွင်းမှာဒီလိုလက္ခဏာလေးတွေပေါ်လာတတ်တယ်ပေါ့နော်ဒီလိုချိန်နေတွေဖြစ်ပြီဆိုလို့ရှိရင်တော့ချက်ချင်းဆိုရင်တော့ကျွန်တော်ကုသလို့ရတဲ့နေလက်ကတော့အထူးသဖြင့်တော့အရင်တော့မင်းများဆဆမရှိဘူးပေါ့ ဟိုဘာလဲဆိုလို့ရှိရင်ကျွန်တော်ဘာမီဒွန်တောက်တာမျိုးတို့ citrine lauretanin ပေါ့ဒါနဲ့မသက်တာဘူးဆိုလို့ရှိရင်ဆရာမစီတော့ပြေးတော့ပေါ့နော်အဲ့လိုတော့ရှိမယ်ပေါ့ဒီနေရာမှာတစ်ခုရှိတာကလေကျွန်တော်ကဟိုအရက်တောက်လို့ရှိရင်တဖြည်းဖြည်းနဲ့အဲဒီရဲ့ဟာကကျင့်သားရသွားမယ်ဆိုတာမျိုးတော့မထင်နိုင်နဲ့ဘယ်တော့မှကျင့်သားမရဘူးပေါ့နော်အဲ့တို့ကြောင့်မို့လို့အရက်ကိုတော့မတောက်တော့တာတော့အကောင်းဆုံးပဲပေါ့နော်ဒီလိုခြေနေမျိုးမှာဆိုလို့ရှိရင်တော့ဒါကတော့အရက်နဲ့ပတ်သက်ပြီးတော့ထူးထူးဆန်းဆန်းပေါ့နော်အရက်နဲ့မတည့်တာဆိုတာထက်အရက်ကနေပြီးမှခြေပြက်ပြီးထွက်လာတဲ့ကီမီကယ်လေးတွေနဲ့မတည့်လို့ရှိရင်ဖြစ်တတ်တဲ့လက္ခဏာလေးတွေကိုပြောပြတာပဲဖြစ်ပါတယ်